မင်္ဂလာပါရှင် online japan language center ugnc မှာဆက်စပ်ခါပါတင်ဖြစ်ပါတယ်ဒီ video file လေးကတော့ကျောင်းသားကျောင်းသူများကို n4 level ရဲ့အခန်း48 mini math ဆိုတင်ပေးမယ် video file လေးပဲဖြစ်ပါတယ်အဲဆိုရင်ဆက်စပ်တော့ဒူဒူလေ့လာကြည့်အောင်နော်အဲ့တော့ ejban မဲကနေစပြီးတော့အတန်တွေအင်္ဂါချပေးပါမယ်ပြီးရင်ဆက်စပ်တော့အတူတူမှတ်နည်းလေးနဲ့မှတ်မယ်ပေါ့နော်အဲ့တော့ ejban မဲက oroshimas ချသည်အောက်တို့ချသည်ထုတ်သည်ပေါ့နော်ဥမာပတ်စံတွေပါလေးထုတ်တယ်ဆိုရင်လည်း oka နဲ့ oroshimas နော် ။ဟိုခါနေ့အိုရိုရှိမဆိုရင်ပစံထုတ်သည်ဥမာနိမိုဆိုအိုရိုရှိမဆိုရင်အထုပ်ဘိုးအောက်ကိုခြားတယ်ပေါ့နော်အထုပ်ဘိုးခြားတယ်ဆိုတဲ့အထိပဲ။အဲ့တော့ခြားတယ်တို့အောက်သူခြားတယ်တို့ထုတ်တယ်တို့အော်အရင်ဒီလိုမျိုးအထိပဲကြည့်ုံနဲ့မသိနိုင်တာမျိုးဆိုရင်အဲ့လိုမျိုးဒီလဲဘုံးလေးနဲ့တွဲမှတ်ထားမယ်ပေါ့နော်။ဥပမာဝကြလေးနဲ့တဲတွဲပြီးတော့မှတ်ထားပါမယ်။အိုရိုရှိမအောက်သူခြားသည် ထုတ်သည်အိုရိုရှိမတ်အော်တိုချာတီထုတ်သည်တိုရိုခဲမတ်ပို့သည်တိုရိုခဲမတ်ပို့သည်တိုရိုခဲမတ်ပို့သည် ဆေဝါအိုရှိမတ်ပြုစုဆောက်ရှောက်သည်ဆေဝါအိုရှိမတ်ပြုစုဆောက်ရှောက်သည်ဆေဝါအိုရှိမတ်ပြုစုဆောက်ရှောက်သည်လိုခုံရှိမတ်အတန်သွင်းသည်လိုခုံရှိမတ်အတန်သွင်းသည်လိုခုံရှိမတ်အတန်သွင်းသည်အီယာနာမနှစ်သက်သောမနှင်းမြို့သောအီယာနာမနှစ်မနှစ်သက်သောမနှင်းမြို့သောအီယာနာမနှစ်သက်သောမနှင်းမြို့သောဂျုခုဂျူရှင်ဂျုခုဂျူရှင်ဂျုခုဂျူရှင်ဆဲတူတပည့်အကြောင်းသားဆဲတူ အကြောင်းသားနေတုံးလည်းရတပည့်နေတုံးလည်းရနော်ဆဲတူကြောင်းသားတပည့်ဆဲတူကြောင်းသားတပည့် fine root fine fine root fine fine root fine g unit လွတ်လပ်စွာ g unit လွတ်လပ်စွာ g unit လွတ်လပ်စွာ can a drain တို့ကြာတို့ဥပမာဆိုရင် issue can issue can ဆိုရင်တပတ်ကြာ issue can နှစ်ပတ်ကြာပေါ့နော်အဲ့လိုမျိုးပြောတာ ထောင်းဆိုရင်အတွင်းလို့ကြားဆိုတဲ့ပဲအီခိုတိုဒက်စ်နဲ့ကောင်းတဲ့ကိစ္စပဲနော်အီခိုတိုဒက်စ်နဲ့ကောင်းတဲ့ကိစ္စပဲနော်အီခိုတိုဒက်စ်နဲ့ကောင်းတဲ့ကိစ္စပဲနော်နောက်တစ်ခုကအိုအီဆိုဂိုင်ရှိဒက်စ်ကအလိုများနေပါသလားဥပမာအဲ့ဒီအလိုများနေပါသလားဘလို့ဘာမျိုးမှတုံးလဲဆိုရင်အမယုံမှာကိုကစီနီယာပဲဖြစ်ဖြစ်လီဒါပဲဖြစ်ဖြစ်ဟာတရားရောက်ကိုကကိုနဲ့အတူတူလုပ်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်ကိုနဲ့အတူတူအလုပ်တွဲလုပ်တဲ့သူပဲဖြစ်ဖြစ် အောင်ကွာတခုခုမေးချင်တာရှိလို့ရှင်အာအီမအိုအီဆိုကရှိဒက်စ်ကအာချော့တူခိခိတိုင်းတော့တဲ့အဲစသဖြင့်အခုအလုံးများနေရလားနည်းနည်းလောက်မေးချင်လို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးစကားခံပြီးတော့မှပြောရတာပေါ့နော်အာအီမအိုအီဆိုကရှိဒက်စ်ကဆိုပြောလို့မျိုးပြောတယ်အာအီမအိုကိုချီခံရောရှိခဲ့တယ်ဗျအီမအစိမ်လေးအစဉ်ပြေတယ်ဆိုလို့ရှင်တော့အဲနည်းနည်းလောက်မေးချင်လို့ပေါ့နော်အဲ့လိုမျိုးပြောတာအီဆိုကရှိဒက်စ်ကဟိုမှာရှေ့ကရင်ကျေးတဲ့အနေနဲ့အိုထည့်လိုက်တာပေါ့နော်အိုအီဆိုကရှိဒက်စ်ကအလုံးများနေပါသလား ။အိုအီဆိုဂိုင်ရှိဒက်စ်ကအလိုများနေပါသလား။အဲဂျောစီဝိုင်းလုံငယ်။အဲဂျောစီဝိုင်းလုံငယ်။အဲဂျောစီဝိုင်းလုံငယ်။ဆိုရဲမတဲ့နီအဲ့ဒီအချိန်ထိအဲ့ဒီအချိန်နောက်ဆုံးထား၍ဆိုရဲမတဲ့နီအဲ့ဒီအချိန်ထိအဲ့ဒီအချိန်နောက်ဆုံးထား၍ဆိုရဲမတဲ့နီအဲ့ဒီအချိန်ထိအဲ့ဒီအချိန်နောက်ဆုံးထား၍ကာမိုင်းမဆန်ရပါတယ်ကိစ္စမရှိပါဘူးကာမိုင်းမဆန် ရပါတယ်ကိစ္စမရှိပါဘူးခမိုင်းမဆန်ရပါတယ်ကိစ္စမရှိပါဘူးခမိုင်းမဆန်ရပါတယ်ကိစ္စမရှိပါဘူးထာမထာနိုရှိမီမတ်ပျော်ရွှင်စွာခံစားသည်ထာနိုရှိမီမတ်ပျော်ရွှင်စွာခံစားသည်ထာနိုရှိမီမတ်ပျော်ရွှင်စွာခံစားသည်အိုယမိပါအိုယမိပါအိုယမိပါနောက်တစ်ခုကရှောကက်ဆေမူလာတန်းကျောင်းသားရှောကက်ဆေမူလာတန်းကျောင်းသားရှောကက်ဆေမူလာတန်းကျောင်းသား ပါစံတို့ရာဂိုင်နုံပါစံတို့ရာဂိုင်နုံပါစံတို့ရာဂိုင်နုံဆိုနိုစကီအဲ့ဒါပြီးနောက်နောက်တစ်ခု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 ရှူးကြည့်လရေးလေးကျင်ချင်းရှူးကြည့်လရေးလေးကျင်ချင်းရှူးကြည့်လရေးလေးကျင်ချင်းဖူဆူနော့တာမန်ယိုယိုပုံမှန်ဖူဆူနော့ တာမန်ယိုယိုပုံမှန်ဖူဆွန်းတော့တာမန်ယိုယိုပုံမှန်ကဲအဲ့ဒါဆိုရင်တော့ဒီအခန်းကတော့နည်းနည်းလေးရယ်နော်22လုံးပဲရှိတာအဲ့ဆိုရင်စမ်းတို့ဒီမှန်နီးလေးကြီးကြမယ်နော်အိုရိုရှိမဆိုရင်အဲ့ဒီအိမ်ကအိုနေပြီမို့လို့ပတ်စံနေ လို့လို့ပတ်စံထုတ်တယ်ပေါ့နော်အိမ်ကအိုနေပြီမို့လို့လိုအပ်ချက်ကြောင့်ပတ်စံထုတ်တယ်လို့မှတ်မယ်အိုရိုရှိမဆိုရင်ပတ်စံထုတ်တယ်ပေါ့နော်အဲ့လိုမှတ်တာထုတ်တယ်မှဆိုရင်အိုနေပြီမို့လို့ပေါ့နော်အိုနေပြီမို့လို့ဒီအိမ်ပေါ်မှာ အာဒီပစ္စည်းတွေပါတယ်မတင်တော့ဘဲနဲ့အောက်ကိုချတယ်ပေါ့အာဒီအိုဟောင်းနေပြီမို့လို့အာအိမ်တွေပါတွေကပြိုလဲမှာကြောက်လို့အောက်ကိုပစ္စည်းတွေချတယ်လို့မှတ်မယ်နော်အိုနေပြီမို့လို့အာပတ်စံနေအဲဒီအိုနေပြီမို့လို့ဒီအာပြင်ဖို့အတွက်ပတ်စံလို့လို့ပတ်စံထုတ်တယ်ပြီးရင်အိုနေတဲ့အတွက်ကြောက်မလို့ပစ္စည်းတွေပါတယ်မတင်တော့ဘဲနဲ့အဲ့ပစ္စည်းတွေကိုအောက်ချတယ်ပေါ့နော်အာအိုလိုရှိမှဆိုရင်ပိုနေတဲ့အတွက်ကြောင့်ဒီပြင်ဖို့အတွက်ပတ်စံလို့လို့ပတ်စံထုတ်တယ်ပေါ့အဲ့လိုမျိုးမှတ်ထားမယ် အိုရိုရှိမှဆိုရင်ပတ်စံထုတ်တယ်တို့နောက်တော့ကပစ္စည်းတွေဘာတွေချရတယ်ပေါ့နော်နောက်ကတိုတိုခိမဆိုပြီးရှင်းမှာတော့ချက်ခဲ့တယ်တိုတိုခိမဆိုလို့ရှိရင်စိုက်ရောက်တာတိုတိုခဲမဆိုရင်တော့ပေးပို့တာเนาะပို့တယ်ပေါ့เนาะပို့တယ်အဲ့တော့အတွဲလိုက်လေးမှတ်ထားမယ်เนาะတိုတိုခဲမဆိုရင်ပို့တယ်တိုတိုခိမဆိုရင်စိုက်ရောက်တယ်เนาะနောက်တော့ဆဲဝါအိုရှိမစ်ကလည်းခဏခဏကြဲရတဲ့စကားလုံးလေးเนาะဆဲဝါအိုရှိမစ်ဆိုရင်ပြုစုဆောက်ရှောက်သည်ဆဲဝါအိုရှိမစ်ပြုစုဆောက်ရှောက်သည်เนาะအဲ့ဒါလေးကတော့အိုဆဲဝါနီနာဒီမတ်ဆိုရင် အဲဒီပြည်သူဆောက်ရှောက်ပေးရတဲ့ကျေးဇူးတင်ပါတယ်လို့ပါတော့လေအတော့ဆဲဝါကိုရှိမှဆိုတာလေးရှိမှလည်းချက်ခဲ့ပြီးသားဆိုရမယ်လို့ထင်တယ်နော်နောက်ကလိုခုအွန်ရှိမှလိုခုဆိုတာအရင်တော့ကတော့6လို့ပါလို့ချက်ခဲ့တယ်ဆိုတော့6ကြိမ်တော့အတန်သွင်းနေပေါ့အတန်သွင်းတာမကောင်းလို့လိုခု6ကြိမ်တော့အွန်းအွန်းကခုလို့ပါလို့ဆိုရင်တေဂီတာလို့ပါလို့လေချက်ခဲ့တော့6ကြိမ်တော့တေဂီတာအတန်တွေကိုပြန်အတန်သွင်းနေပေါ့နော်လိုခုအွန်းရှိမှဆိုရင်6ကြိမ်တော့အွန်းကခုတွေဒီတေဂီတာတွေကိုအတန်သွင်းနေလို့မှတ်မယ်နော် လိုခုဝန်ရှိမှဆိုရင်လိုခုဝန်ရှိမှလိုခု6ကြိမ်တော့ဝန်ကားခုတွေကိုအတန်သွင်းနေပေါ့နော်လိုခုဝန်ရှိမှဆိုရင်အတန်သွင်းနေအီယာနာဆိုရင်ရှေ့မှာလဲပါခဲ့ပြီးသားနော်အီယာနာဆိုရင်မနစ်တက်တော့မနစ်မြို့တော့နောက်တစ်ခါဂျူခုဂျူတီတခုလိုပဲအဲဒီလေလာနေရတာကဘာလဲဆိုရင်ဂျူရှင်ကစာတွေလို့မှတ်မယ်နော်ဟိုမှာအကြောင်းအကြောင်းကစာတွေမဟုတ်ဘဲနဲ့ဂျူတီတခုလိုပဲလေလာနေရတာကဘာလဲဆိုရင်ဂျူရှင်ကစာတွေလို့မှတ်မယ်ဂျူခုဆိုရင်ဂျူရှင်ပေါ့နော်နောက်တစ်ခါဆဲတူဆဲတူဆိုတာကဘာလဲဆိုရင် ဆဲလေဆရာကပေါ့နော်ဆဲနေဆဲပြီးတော့ဆုံးမရတယ်ပေါ့နော်ဆရာကဥမာဆိုလို့ရှင်တကယ်တကယ်ကတော့အဲတော့မဟုတ်လို့ရှင်လေဆရာကဆဲတာမဟုတ်နော်ဆဲဆဲတဲ့အတွက်ကြောင့်မလို့စိတ်တူသွားတယ်ပေါ့ ကျောင်းသားတွေတပည့်တွေကဆဲတဲ့အတွက်ကြောင့်မလို့စိတ်လို့သွားတယ်ပေါ့ဆရာဆဲတာတော့မဟုတ်ဘူးเนาะဆရာဆရာလည်းမှတ်ပေးနေတာဟာဒီမှာဆိုလို့ရှိရင်ဆဲတဲ့အတွက်ကြောင့်မလို့စိတ်လို့သွားတယ်လို့မှတ်မယ်ကျောင်းသားတွေကဆဲတဲ့အတွက်ကြောင့်မလို့စိတ်လို့သွားတယ်ပေါ့เนาะတပည့်တွေကျောင်းသားတွေကဆဲလို့စိတ်လို့သွားတယ်ဆဲလို့စိတ်လို့သွားတယ်ဘယ်သူတွေဆဲလို့စိတ်လို့ရလဲဆိုရင်ကျောင်းသားတွေတပည့်တွေကဆဲလို့စိတ်လို့သွားတယ်ပေါ့เนาะဆဲတို့ဆိုလို့ရှိရင်ကျောင်းသားတပည့် file file လို့ဆိုတာကဘာလဲဆိုရင်အင်္ဂလိပ်အတန်အတွက် file ကနေလာတာเนาะ fine လို့ဆိုရင် fine ကိုပြောတာ fine ပေါ့နော် fine နောက်တစ်ခုက guni ကလည်းခဏခဏပါပြီးသားနော် guni တို့ guna တို့နော် guni ဆိုရင်တော့လွတ်လပ်စွာ guna ဆိုရင်လွတ်လပ်တော့နော် khan ဆိုတာကကြတော့ issue khan issue khan စသဖြင့်နော် khan ဆိုတာက a train တို့ကြာတဲ့အဓိပ္ပာယ်နော်ကြာတဲ့အနေနဲ့သုံးတာနောက်တစ်ခုက e e ဆိုတာကောင်းတာခို့တို့ဆိုတာကိစ္စနော်ကောင်းတဲ့ကိစ္စရပဲ no ne ဆိုတာ no နော် အီခိုတိုဒက်စနဲဆိုရင်ကောင်းတဲ့ကိစ္စပဲเนาะနောက်တော့အီဆိုကာရှိဆိုရင်အလုံများတော့အဲ့ဒါအောင်မှာရင်းရင်းကြီးကြီးနဲ့ပြောတာရှိရအိုထဲလိုက်တယ်เนาะအိုအီဆိုကာရှိဒက်စကဆိုရင်အလုံများနေပါသလားလို့ပြောလိုက်တာเนาะနောက်တစ်ခုကအေဂီယောအေဂီယောဆိုတာကတော့ဒီဂျပန်မှာအဲ့ဒီအာဒီအေဂီယောဆိုတဲ့ဟာလေးအများဆုံးတော့အသုံးများတယ်ပေါ့เนาะအေဂီယောဆိုတာစီးပွားရေးလုပ်ငန်းပြောတာเนาะအေဂီယောဆိုရင်အေဂီယောဂျီခန်ဆိုလို့ရှိရင်ဒီဒီပေါ့เนาะအာဒီစိုင်းဖွင့်နေတဲ့အချိန်လို့ဘာလို့အဲ့လိုအထိပ်ပဲရတယ် အဲပြောဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းလုပ်ငန်းပေါ့နော်လုပ်ငန်းချိန်လုပ်ငန်းကိုပြောတာစီးပွားရေးလုပ်ငန်းလုပ်ငန်းပေါ့နော်နောက်တစ်ခုကဆိုရဲမတယ်နီဆိုရဲဆိုတာကအဲ့ဒါပေါ့နော်အဲ့ဒါမတယ်နီဆိုတော့မတိုင်ငင်လို့မှတ်ထားပေါ့အဲ့ဒါမတိုင်ငင်ဆိုတော့တနည်းအားဖြင့်အဲ့ဒီအချိန်အထိအဲ့ဒီအချိန်နောက်ဆုံးထားပြီးတော့ပေါ့နော်အဲ့လိုမှတ်ထားမယ်အဲ့တော့ခမိုင်မဆန်ခမိုင်မဆန်ဆိုလို့ရှိရင်အဲဖားလည်းပဲအရသာဒီကိစ္စမရှိဘူးပေါ့ ခါးနေလဲကိစ္စမရှိဘူးလို့မှတ်လိုက်နော်ခါမိုင်းမဆန်းဆိုရင်ကိစ္စမရှိဘူးရပါတယ်ကိစ္စမရှိလို့မှတ်ထားမယ်ဥမာအဟင်းနေပါတယ်ချက်လို့ခါသွားလဲပဲအာခါသွားလဲပဲကိစ္စမရှိပါဘူးရပါတယ်လို့မှတ်မယ်နော်ခါမိုင်းမဆန်းဆိုရင်ရပါတယ်ကိစ္စမရှိဘူးခါမိုင်းမဆန်းဆိုလို့ရှင်ရပါတယ်ကိစ္စမရှိဘူးလို့မှတ်မယ်နောက်တော့ကတာနိုရှီမီမတ်ကလည်းခဏခဏပါတယ်နော်တာနိုရှီမီနီရှိတဲ့ immense တို့နော်အာတာနိုရှီမီမတ်ဆိုရင်ပျော်ရွှင်စွာခံစားသည်ဆိုတဲ့အဓိပ္ပာယ်နော်တာနိုရှီမီမတ်ပျော်ရွှင်စွာခံစားရင်နောက်တော့ကအိုရ အိုးနေပြီပေါ့အိုးနေပြီအိုးနေပြီပေါ့အိုးနေတဲ့သူတွေကဗာလဲဆိုရင်မိဘတွေလို့မှတ်မယ်နော်အိုးရဆိုရင်မိဘအိုးရဆိုလို့ရှိရင်မိဘအမလို့ရှင်လာအိုးနေအိုးတဲ့အထိပေါ့နော်အဲဒီအမျိုးသားတွေအဲဒီယောက်ျားတွေမယူခိုင်းတာကမိဘလို့မှတ်ထားလိုက်ရအောင်နော်အိုးရဆိုလို့ရှင်မိဘအိုးတဲ့အထိယောက်ျားမယူခိုင်းအောင်အဲဒီအိမ်တော်မယူခိုင်းအောင်လက်လက်မထပ်ခိုင်းတာကမိဘလို့မှတ်မယ်အိုးရဆိုရင်မိဘအ နောက်တစ်ခုကကြတော့နာဒီရှောကက္ဆဲရှောဆိုတာကတင်းငယ်တာလေကက္ဆဲဆိုတာကြောင်းဆိုတော့ကက္ဆဲဆိုတာကြောင်းသားဆိုတော့တင်းငယ်တဲ့ကြောင်းသားဆိုတဲ့နည်းအဖြစ်မူလာတဲ့ကြောင်းသားပေါ့နော်ရှောကက္ဆဲဆိုရင်မူလာတဲ့ကြောင်းသားပါဆန်တူဆိုတာက အင်္ဂလိပ်အတန်တော့ကနေလာနော်ပီးရပါစီးရဆန်နောက်ကတီးရတူနော်ပါဆန်တူဆိုရင်ရာဂိုင်းတော့ ဆိုနိုဆူကီဆိုနိုဆိုတာကအဲ့ဒါအဲ့ဒီဆိုတဲ့အထိပဲဆူကီဆိုတာနောက်ဆိုတော့အဲ့ဒါပြီးနောက်နောက်တစ်ခုဆိုတဲ့အထိပဲနော်နောက်တစ်ခုကဆိုတဲ့အထိပဲနောက်တစ်ခုကရှူးကြည့်ရှူးကြည့်ဆိုတာကလရေလေးချင်းနေနော်ရှူးကြည့်ဆိုတာအာလေးလေးလာတယ်လို့ပါတော့ဒီရှေ့ကခန်းချင်းလေးကြည့်ဆိုတာကစလုံးနေကွာစလုံးနေပတ်သက်တာတော့လေးလာတယ်လေးချင်းကဆိုတော့တနည်းအားဖြင့်လရေလေးချင်းနေပေါ့နော်နောက်တစ်ခုကဖူဆူးနော်ဖူဆူးဆိုတာကယိုယိုတာမန်ဆိုတဲ့အထိပဲနော် ကဲအဲ့ဒါဆိုလို့ရှင်တော့ရမယ်လို့ထင်ပါတယ်တော်တော်များများတော့စမ်းစမ်းမှတ်ပေးလိုက်တယ်ပေါ့နော်ဟောចောင်းသားចောင်းသူများအားလုံးနားမလည်ရရှင်အဲဒီ comment မှာ mingle လို့ရပါတယ်ចောင်းသားចောင်းသူများအားလုံးဇာလိလာတာအစီအမိကြပါစေနော်